ရုပ်ဆောင်ထူချားကတော့အောက်လန်နဲ့အလုတ်ခံလိုက်ရပြီးတော့ခန္ဓာကိုယ်ရဲ့အာယုံကြောထီသွားပြီးနောက်ဆုံးမှာတော့ challenge ဆရာရောဖြစ်တယ်မင်းသားရောဖြစ်တယ်ဒုက္ခကြောနဲ့တွေ့မှာဒီခါနီးဖြစ်နေတာကိုအကောင်းပြန်ဖြစ်သွားလို့တနင်္ဂနွေလုံးဝလေးအောင်အိုကေရပါရီရုပ်ဆောင်ထူချားကတော့အခုအသက်20ရွယ်ကောင်းမလေးနဲ့ရန်ကုန်ပြောပါနေပြီလေဖြစ်ပါရီမန္တလေးမြို့မှာဝန်နယူမီတော့နော်စားတော့ပေါင်းများစွာရောင်းပြီးတော့အသက်20 အရွယ်ကောင်းပါလေးနဲ့နှစ်ပါးသွားနေတာလေးဖြစ်ပါပြီ။လူချာဟာအရင်က မိမရှိခဲ့ပါပြီ။အရင်မိမနဲ့လေဝိညာဉ်ကိုမိတော့ပဲရောင်းတာပါ။ဒီပညာကိုလေသူ့ရဲ့အရင်မိမကပဲသင်ပေးခဲ့တာပါ။လူချာဟာဇကားရီတောက်လျှောက်ရရတဲ့မင်းသားမဟုတ်ပါဘူး။အဓိကတရားဆောင်တယ်မဟုတ်ပါဘူး။ဒါကြောင့်မလို့သူ့ရဲ့အရင်မိမဆိုရင်သူချောက်ကိုတသက်လုံးလှုပ်ချွေးလာတာဖြစ်တယ်။ဆိုတော့သူချားကသူ့မိမကတော့ကောင်းရသားနဲ့နော်။ဒါ အခုသူယူထားတဲ့เนาะအသက်20ရွယ်ကောင်မလေးကလေးသူတင်ပေးထားပြီเนาะအမှုပညာလောကသူခေါ်လာပေးတာခေါ်လာပေးရင်လည်းအခုလိုမျိုးเนาะခူးစားနေကြဖြစ်တယ်အခုလိုမျိုးเนาะသူအရင်မိမတော့ကောင်းနေတာတော့ထူးခြားခဏခဏခူးစားနေအခုလက်ရှိကောင်မလေးနဲ့လေဒါလေးမရလူကြီးရေပေါ့เนาะနောက်ပိုင်းကျတော့သူအရင်မိမလုံးဝမနေနိုင်တော့ဘူးထူးခြားရုပ်မှမို့လေတီလာတယ် ။အဲကျွန်တော်ပထမပိုင်းမှာတော့ဒါမင်းသားတယောက်ဖြစ်တဲ့ကကျွန်တော်ဝေရှုတာမျိုးပါမျိုးလို့ရှိမှာပေါ့နော်။ဆိုတော့ဒီခံပြီးတဲ့နောက်ပိုင်းမှာကျတော့ထူးခြားတဲ့ပူဆူးတာတွေကောင်းမလေးတယောက်ပြီးတယောက်ကိုခေါ်အေးတယ်နော်။ဆိုတော့လုံးဝမခံနိုင်တော့ဘူးလေကွာရှင်းလိုက်တယ်။ကွာရှင်းပြီးဘလောက်မှမကြဘူး။နှစ်လလောက်ပဲကြာတယ်။အခုကောင်းမလေးနဲ့အသက်20ရွယ်ကောင်းမလေးနဲ့ထူးခြားကလက်ထပ်လိုက်တာပဲဖြစ်ပါတယ်။လက်ထပ်ပွဲလည်းမတွေ့ရပါဘူးခုလိုမျိုး living together နေရင်းနဲ့เนาะအမိမယောက်ျားခေါ်နေကြတာကိုကျွန်တော်ရင်တွေ့ရတာပေါ့เนาะ ကျွန်တော်ခုတော့ထူချာအောက်လန့်နဲ့တိုက်ခတ်ခံရပြီသူအီမိုင်းမှာလုတာလို့လူတိုင်းကပြောချာတယ်ဒီကြောင့်မသိရသေးဘူးတော်သေးတာပေါ့နော်ထူခံကြောက်ခဲ့လို့ထူချာကအသက်မပြောက်တာနော်တော်ပါသေးတယ်တောင်းတောင်းချင်နော်ဝတ်ကလဲသက်တယ်ဗျအဲ့လိုမျိုးတွေမလုတ်ချပါနဲ့နော်မိန်းကလေးတယောက်ဝ